1990လောက်ကလည်းမတရားမှုဒီ2010လောက်လည်းမတရားမှုတိတိနဲ့ကိုရီးယားခံနေရတာနော်အဲ့လိုအဲ့ကကြောင့်မို့ပဲညီမတို့ကပြည်သူဘက်ကိုရက်တည်မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တာပေါ့မဲလိန်နဲ့မလိန်နဲ့ကမလိန်နဲ့ကကိုရဲဘယ်လိုပြောဆန္ဒဟိုဘောမဲဆိုရဲကာလာတွေကတိတာတယ်ဘာလို့လဲဆိုတော့သူတို့အစိမ့်ဆိုတာနည်းနည်းလေအနီးအနီးရရတောင်းနေ ော့ပြန်ကြိုင်းနေမိသစ္စံဦးစည်းဌာနပြန်ဆက်ပေါ့နော် ပြန်ဆက်မြို့နယ်စာကြည့်တိုင်လို့လည်းခေါ်တယ်အပြန်ဆက်ကငွေတန်းစေးရေးပါရှင်ဟုတ်ညီမတို့အဲ့လိုဖြစ်တဲ့အချိန်မှာမတရားဘူးလို့ကိုခံစားရတယ်နောက်ပြီးတော့ညီမတို့ကကြတော့ပြည်သူတွေနဲ့ဘလုံးရင်းရင်းနီးနီးဆက်ဆံရတဲ့ဌာနအဲ့ဌာနမှာညီမတို့စီဒီအမ်မလုပ်ခဲ့ဘူးပြည်သူရလည်းစီဒီအမ်လုပ်မှလို့ပါအကုန်လုံးဒီဟွာဖြစ်ဖို့ရအတွက်သူတို့ပဲရက်တီဖို့အတွက် ဟိုမလို့မရပြောမဲဆိုရယ်ဟိုဆွဲခေါ်ခေါ်နေရကိုရယ်ခေါ်နေရအချိန်မှာကိုကဟိုမတရားဘူးလို့ခံစားရတယ်။ကိုမပါခဲ့လို့ရှင်ပြည်သူရဒီမှာတေးနေပြီလေ။တေးနေပြီသူတို့ဟိုနိုင်နေတော့တေးနေပြီ။တဏှာနဲ့ပြည့်တဲ့သိင်းနေတေးနေပြီ။တေးနေတဲ့အချိန်မှာကို့အကြောင်းဟိုပြည်သူရတေးရကိုမထွက်လို့ဟာပြည်သူရတေးရဆိုတော့ဟိုခံစားချက်ရှိရအောင်ကိုရ။အဲ့တော့စိတ်မကောင်းဘူးနော်။အခါကျတော့အော်ကိုကပြည်သူဘက်ကိုရက်တည်မယ်။ မင်းမြန်ဒီရက်ဘယ်မတော်လိုင်းရေးပြီးအောင်ပေါ့နော်မင်းရက်တည်မဲဆိုပြီးတော့အဲ့ရွယ်ချင်းနေပေါ့ဘာလို့လဲဆိုတော့ကိုအဲ့လိုကြီးဖြစ်နေတဲ့အချိန်မှာကိုရုံးလည်းမတက်ချင်ဘူးလို့ရနော်ပြီးသူမျက်နှာလည်းကိုမကြည့်ရဘူးဘာလို့လဲပြီးသူမျက်နှာကြည့်ရင်တော့မှကိုကိုကိုစိတ်မလုံဘူးပေါ့နော်အခါကြောင့်မလို့စီဒီယံလုတ်ဖြစ်တာပါဟုတ်စီဒီယံလုတ်ဖြစ်ထွက်ပြလာတဲ့အကြောင်းကတော့သူကတက်ကဆိုတော့ညီမတို့မျိုးထဲမှာဟိုမြန်မာနိုင်ငံထဲမှာနေလို့မရအောင်နေလို့မရတဲ့အတွက်အကြောင်းထွက်လာတာပေါ့နော် ။ဘောဆိုညီမစီတန်လုံးတော့ကတော့ကိုကကိုကြီးလုံးပြီးရအေးစစ်စစ်ရွာမှာနေလို့ရတယ်။ဘာမှမဖြစ်ဘူး။သူကတက်ကဆိုတော့သူတို့တက်ကကြတော့ဘယ်လိုမျိုးလဲစီတန်လုံးတယ်ဆိုလို့စီတန်လုံးတယ်လို့သူတို့ကမှတ်သတ်မှန်ဘူး။ဆက်ပြေးဘောနော်သူတို့ဟိုတမဘုံကန်နဲ့ပုံစံမျိုးဖြစ်သွားတော့ကြတော့ညီမနိုင်ငံမှာနေလို့မရတော့အဆင်မပြေတော့အခါကြောင့်ညီမတို့ဒီဘက်ပြေးပြောင်းလာပါဘောနော်။အဲ့တော့မှသူတန်းပြေးလုံးလို့မရအောင်ထွက်လို့မရအောင်တက်ခတ်ခဲတဲ့ဘောညီမတို့ကဟို လက်ထပ်ပြီးတည်းကကိုဗစ်ဖြစ်တယ်ကိုဗစ်ဖြစ်တယ်ကိုဗစ်ဖြစ်ပြီးတော့ဆစ်ဖြစ်တယ်ဆိုတော့သူနဲ့ကိုနေတူတူနေရမှာတနေ့ပေါ့နော်သူကဟိုဘက်မန္တလေးမန္တလေးတိုင်းဆိုတော့မြို့နယ်မတူဘောနော်မြို့နယ်ကအလုပ်ချပြီးနေရဆိုတော့ဝေးလဲဝေးတယ်ဝေးရတဲ့အတွက်ကြောင့်တော့သူ့စီလက်ကိုမသွားနိုင်အဲ့လိုဖြစ်တဲ့ကြောင့်တင်းထွက်ခဲ့တော့နင်းထွက်ခဲ့တော့အဲ့ကိုအဲ့လိုခေါ်တာပေါ့နော်အဲ့လိုခေါ်တဲ့အချိန်မှာသူကလည်းထွက်ဖို့စူးစမ်းရတယ်ဒါပေမဲ့လုံးဝထွက်လို့မရဘူးသူတို့မှဘယ်လိုပြောမလဲအဲ့ဒီအချိန်မှာနေနေရင်းနေသူတို့လိုက်ရတယ် အဲ့လိုပေါ့နော်ဒါပါရင်စောင့်နေပါညာသူလောက်ရတယ်အဲ့လိုလောက်ရတယ်အဲ့အချိန်မှာသူတို့ကိုဗစ်တွေလည်းသူတို့ကိုဗစ်တွေလည်းဖြစ်ခဲ့တယ်ကိုဗစ်တွေဖြစ်တဲ့အချိန်မှာမှသူတောက်မပြန်နာခိုင်းတယ်ပြန်နာခိုင်းတဲ့ချိန်မှာသူတက်ကနေပြီးတော့ခိုးထွက်လာအဲ့ညီမကလည်းညီမမျိုးနယ်ကနေပြီးတော့မန္တလေးကိုသွားတယ်မန္တလေးကကျမနေအောင်တူတူစုံပြီးတော့ထွက်ကြတာသူလည်းရွာကိုတစ်ခါမှပြန်မလာဘူးသူဟိုပါတော့မင်္ဂလာဆောင်ပြီးတည်းရွာမှာတစ်ခါမှပြန်မလာဘူးအဲ့ရနေပြီးတော့မန္တလေးမှာစုံပြီးတော့ညီမတို့ထွက်ခဲ့ကြတာဟုတ် ခက်ခဲကြုံခဲ့ရကြုံခဲ့ရညီမတို့မန္တလေးမှာစနေရောညီမတို့အတိအကိုပေါ့နော်အကိုကသူ့အိမ်မှာနေသူတို့ကခဏရှောင်နေပေါ့ပေါ့နော်သူ့အိမ်မှာနေရောကြာညီမတို့နေရဲ့အိမ်ရဲ့ဟိုကပေါ့နော်မလန်းမကန်လမ်းတောင်မှာသူတို့အဲ့လိုပေါ့နော်ဘုံလာပြီးပြစ်တာဘုံလာပြစ်တဲ့အချိန်မှာအဲ့လိုဆိုလို့ရှိရင်သူတို့ကအဲ့ရက်ွက်မှာဘုံလာပြစ်ခံလို့ရှိရင်အဲ့ဒီတရွက်ကောင်လုံးဆွဲတယ်တရွက်ကလုံးလိုက်စစ်တယ်တရွက်ကလုံးစစ်ဟိုလိုဆွဲတယ်အဲ့လိုပုံစံမျိုးကြီးအဲ့ခါကျတော့ကိုရီးယားကဘယ်လိုမျိုးလဲ စီရင်သမားကြီးဆိုတာနေလို့အဆင်မပြေဘူးအမှတခါအဲဒီမန္တလေးအဲဒီမြို့နယ်ကနေရွာတရွာမှာအဲရွာတန်းမှာသွားနေသွားနေတော့ကြာလဲအရွာမှာတလားနေပါလောက်နေခဲ့တယ်အဲအိမ်ရှင်တွေကလည်းသဘောကောင်းပါတယ်ကိုယ်ဟွာဖြစ်တယ်လေထားတယ်နောက်ကြတော့အဲရွာမှာလည်းတခါသူတို့ကဖုန်းကြောင်းမှလာပြီးတက်ဆွဲအခါကြတက်ဆွဲတဲ့ဘာညာဆိုကိုရီအကြောင်းသူများကြီးဒုက္ခရောက်မှလည်းမလို့နားဘူးလေအဲ့ဒါညီမတို့သွားတော့မယ်ဆိုညီမတို့အတော်ပေါ့နော်ညီမအတော်ဝင်ခွဲအဲဒီဟွာမှာသွားတယ်တလားနေပြီးတော့ကြာလဲအဲ့လိုပဲ ဟိုစစ်တိုင်းဟိုဟာပေါ့နော်အဲ့ရှေ့မှာခြံရှေ့မှာဖြတ်သွားလိုက်အလိုဟိုသွားလိုက်ဒီသွားလို့ဆိုတော့အိမ်ရှင်နေရကြလဲအတော်အိမ်မှာနေရဆိုတော့အတော်အိမ်မှာနေရတော့မဟုတ်တော့ကသူ့ရဲ့တည့်ရဲ့ခြံထဲမှာညီမတို့ထားဆိုတော့အဲ့ခြံထဲမှာအဲ့ခြံဦးလေးရလဲအဲစကားရလာပြီနင်တို့ဖမ်းတာလားမသိဘူးအဲ့လိုကြီးလေတိလားဘလို့ဘယ်လိုရောသူတို့လည်းကြောက်တာတော့တော်တော်ကြောက်တယ်တိလားအော်ကြောက်တဲ့အချိန်မှာအဆုံမရတော့ဘူးပေါ့ငါတို့ပေါ့နော်အာဘယ်လိုလုပ်ကြမလဲဆိုပြည်သူရင်ခွင်တွေရလဲချိတ်တာညီမတို့အဲ့ညီမမျိုးသားထွက်လာတဲ့ကချိတ်တာ ထိတ်ငယ်သူတို့စရင်တွေပါညာပို့ပေးတာဒါပေမဲ့သူတို့ဆက်သွယ်မလုပ်ဘူးဆက်သွယ်မရသေးဘူးပေါ့နော်အဲ့အချိန်မှာအဲ့မှာအဲ့ AIOD မှာအကိုရေတို့ရေဆက်သွယ်လို့မရရင်တော့ကျွန်တော်တို့ကမရတော့ကျွန်တော်တို့မရတော့ဘူးပေါ့နော်အဆင်မပြေတော့ဘူးကျွန်တော်တို့မနေစရာလဲဟိုမနက်ခင်းမှာပတ်နေရလဲစုံနေနေရပေါ့နော်အမရတော့ဘူးအကိုတို့ကုညီမရတော့မယ်ဟိုအဲ့လိုပြောအကကကျွန်မအဆွေအကိုတို့ထွက်ခက်လိုက်ဟိုဘဲဘဲထွက်ခက်ပေါ့နော်အဲ့မှာထွက်ခက်ထွက်ခက်ရင်းနဲ့ကျွန်တော်တို့လေကစ်ကောင်မှာရောက်သွားလာဟုတ်ရောက်ပြီးတော့တလတ် ရောက်ပြီတလားကွက်ဒီမှာအဲ့သူစပြစ်တာပဲစပြစ်တယ်ဆိုတော့သူတို့ပေါ့နော်ဒီလေးကြီးကရွာတဲ့သူလာစစ်တယ်လာပြီးတော့စစ်တယ်လာစစ်တယ်သူတို့ချင်းလာစစ်တဲ့ချင်းဆိုကိုယ်ရှောင်နေပေါ့နော်အဲ့လိုအဲ့လိုအဲ့လိုနေနေပြီးတော့နောက်ဟိုကကြတော့တရက်ကြတော့အမဟိုလွတ်တော်ကိုယ်စားလှယ်တွေကအကုန်လုံးအဲ့ရက်ကွက်တရက်ကွက်လုံးဟိုပါပေါ့နော်ဖမ်းခံရတာသူတို့ကတချို့တွေကတော့ဟိုအဲ့လိုတိုင်ပွဲဖြစ်တော့မှာပေါ့နော်ရှောင်ကြရှောင်ကြကိုယ်ကမဖြစ်ပါဘူးမဖြစ်တော့ဘူးမဖြစ်တော့ဘူးပဲထင်တာပေါ့နော် အမအိမ်ရေလေလဲတစုံနဲ့စုံမဲ့အကျိုးတွေထည့်ပြီးတော့မင်းနဲ့သွားမယ်ဆိုပြီးပြင်ထားတာအဲ့အချိန်မှာညာတွင်ချင်းဟိုတမျိုးလုံးဟွာဖြစ်ရတာလေရှောင်ရတာလေရှောင်ရရှောင်ရရှောင်ရကြတော့မှအကိုတယောက်ကလာလာလာအကိုလို့လာခလာခဲ့ကောက်ကောက်အကုန်းတက်အကုန်းတက်ဆိုအကိုတက်တက်ပြီးကြတော့တခါဟိုလမ်းမှာတခါအကိုလို့နားဆောင်းတော့ဟိုသူတို့တောက်သွားတတ်တော့သွားပို့လိုက်အောင်မဲ့ဆိုသွားပို့နောက်ကြတော့ဟိုကားကြီးလည်းမနိုင်တော့ဘူးရွှေ့ရတယ်မနိုင်တော့ကြတော့ လာလာလာချီချင်းသွားကြမယ်ဆိုညီမတို့တစ်ဖွဲလုံးချီချင်းမှာတောင်ပေါ်တက်ကြတာတောင်ပေါ်တက်အဲတောင်ပေါ်တက်အဲ့တောင်ပေါ်ကနေပြီးတော့နောက်ဆက်ကန်းသွားသွားပြီးတော့တခါအဲ့ဆက်ကန်းမှာပဲညီမတို့ဟိုးဘက်ကိုမရွှေ့ခင်ရောတိုက်ပွဲဆဖြစ်တာအာကိုရီဆက်ကန်းမှာကိုအဲ့မှာလာပြီးအောက်မှာလေးစပွဲဖြစ်ကြလာအဲ့ပြေးပြေးပြေးကြပြေးပြေးကြဆိုညီမတို့တရားတက်တန်းစီအဲ့လိုတော်ထဲမှာဝင်ပြေးရတာတော်ထဲမှာလည်းညီမတို့တလားလောက်ကြတယ် နိုင်ငံရေးခံယူချက်တော့အဲ့လိုတော့မရှိပါဘူးဘာလို့လဲဆိုတော့ကိုပြည်သူပြည်သားမနော်အေးချမ်းချမ်းနဲ့အဲ့လိုကူအဲ့လိုနေထိုင်တဲ့ပုံစံကိုလိုချင်တယ်လေအဲ့လိုပဲမြင်ချင်တာပေါ့နော်အခုကဘယ်လိုပြောမလဲမတော်ကမတရားမှုကိုခံခံရရတဲ့လိုပုံစံမျိုးကြီးဖြစ်နေတာပေါ့နော်။ဘာလို့လဲဆိုတော့ညီမ1990တော့မမီခဲ့ဘူး။ဒါပေမဲ့အရင်အမေလို့ပေါ့နော်။ဟိုအဖိုးတို့အဖွားတို့ပြောရတဲ့စကားကြီးကြတော့အဲ့တော့ကလည်းသူတို့က အဲ့တော့ဆန်စုကြည်လို့ပါတီလို့တော့မမမရှိဘူးအဲ့တော့ပါဘောနော်သူတို့ကတော့ဇဗန်နန်လို့ခမောက်တို့အဲ့လိုရှိရဲသူတို့ကခမောက်ဘောနော်ခမောက်အာဘေးအဲ့အာဘေးရဲ့ဟွာဖြစ်တော့အဲ့မှာမဲထဲတယ်အပြည့်အသက်နိုင်နေအဲ့တော့ကလည်းအဲ့တော့ကလည်းသူတို့မပေးခဲ့ဘူးမပေးဘဲနဲ့တော်ဆန်စုကြည်ပုံရင်တောင်မှဖမ်းမယ်ဆိုတော့ပုံလေးကိုတင်းထားကြတာလေဟိုလိုအပြင်ကိုထုတ်ချိတ်ခွင့်အဲ့လိုပိုင်းမရှိဘူး အဲ့မှာကိုကလည်းကလေးအဲ့အဲ့တော့လည်းမမွေးသေးဘူးနော်အဲ့2010ရရလဲကိုကကလေးဆိုဘာမှမသိဘူးနော်မဲတော့စပေးရတယ်မဲစပေးရကျန်တော့သူတို့ကအဲ့တော့ကတော့ဟို NLD ပါတီမပါဘူးမပါဘဲနဲ့သူကဟိုကြန့်ခိုင်ရရလဲကြန့်ခိုင်ရမဟုတ်ဘူးဟာပြီးပြီးတော်စုမဟုတ်ဟိုပြီးခိုင်ဖြိုးပြီးခိုင်ဖြိုးပါတီပေါ့နော်အဲ့ပါတီကလာပြီးတော့မဲဆွဲတယ်နောက်ပြီးတော့သူတို့ဟိုချင်းသေးပေါ့နော်အဲ့မှာချင်းသေးမှာမဲထရမဲပါညာဆိုတော့ကိုယ်လေအကုန်လုံးချင်းသေးပဲထဲကြပါတော့ ရှင်သေးမဲထဲမဲရဲဆိုရှင်သေးပဲမဲထဲအမှဟိုဥသိမ်းစိန်လက်ထက်ဖြစ်သွားတယ်အဲ့မှာကိုယ်ဟိုဟိုတက်တော့ကြလဲတက်ကတော့တက်တော့ကြလဲအမေတွေကအဲ့ဟိုဟာတဲ့မပါနဲ့ဆန္ဒပြရေးပွဲဆိုမပါနဲ့ကျွန်တော်သမဂ္ဂရေးဆိုလည်းမပါနဲ့ကိုကကိုနေအဲ့လိုဘောနော်မှားကြကိုရအဲ့လည်းနားမလဲဘူးကိုရအဲ့လိုမနော်သူတို့ကျောင်းသားကြီးအဲ့လိုဆန္ဒပြရပိုင်းဆိုဆိုကိုလေးကြည်ညာဘာလို့ဘာရင်းညာရေကိုလည်းနားမလဲဘောနော်အဲ့ရရင်ညီမတို့ဟိုဘာဖြစ်ဟိုကျောင်းတက်2015ကကြတော့ အမဒေါ်ဆန်းစုကြည်လို့ NLD ပါတီစပါလာပြီအခင်ကြတော့ကိုရီးယားအစတွေကလည်းဒေါ်ဆန်းစုကြည်ဆိုတာအကုန်လုံးလေးစားရတဲ့ပုံကိုပေါ့နော်အဲ့အုပ်ဘုတ်ကိုခေါင်းဆောင်တဲ့အောက်မှာကိုရီးယားလည်းနေချင်တယ်ကိုနိုင်ငံကိုအဲ့ပုံကိုခေါင်းဆောင်တဲ့အောက်မှာဖြစ်စေချင်တယ်ပေါ့နော်အခါကြတော့အဲ့အချိန်မှာဘိုလ်လိုကြီးဒီလို2020လုံးဝလို2020ရလို့ကြည်ကြည်ပြန့်ပြန့်တော့ဟိုဘယ်လိုပြောမလဲ မဲမဆွဲဘူးပေါ့နော်အဲ့လိုဂျွာရီလာတယ်မဲဆွဲတယ်အဲ့လိုဟာဖြစ်တယ်အဲ့ဒါဆိုတော့ညီမတို့ကအဲ့ပါတီပဲဒွန်ဆန်းစုကြည်ပါတီပဲညီမတို့အိမ်လာတဲ့အဖိုးဖွားကြီးဆိုလဲဟိုဒွန်ဆန်းစုကြည်ထဲမှာအောင်ဆန်းစုကြည်ထဲမှာအောင်ဆန်းစုကြည်ကဘယ်ဥစ္စာလဲငါတို့ပြပါပေါ့တေချာပြပါပေါ့သူတို့မှားမှာဆိုလို့မဲထဲလို့လွဲသွားလို့ရှိရင်ဟိုဘယ်လိုပြောမပင်မဲဖြစ်သွားမှာလေအဲ့လိုအဲ့ဒါကြတော့အဲ့လိုထဲမဲထဲမဲဆိုအမထဲခဲ့ဒါပေမဲ့အဲ့ပါတီပဲနိုင်ခဲ့ရပေါ့နော်အဲ့နှစ်ကလည်းကိုရီးယားအေးချမ်းချမ်းနေခဲ့ရပဲညီမတို့ရွာဆိုလို့ရှိရင်အဲ NLD ပါတီ ဟိုနိုင်တဲ့နဲ့မှာမီးတိုင်းမီးလျှက်စင်မီးစရပါတော့အရင်တော့ကမီးမရှိဘူးလျှက်စင်မီးမရှိဘူးအဲ့မှာစရတယ်အဲ့ပြီးတော့ညီမတို့အဲ့ဝန်ထမ်းဖြစ်တော့ကြလဲအဲ့လိုပဲဝန်ထမ်းမှာဟိုဒီဘယ်လိုပြောကိုယ်ရဌာနဆိုလို့ရှိရင်ပြန်ဆက်ဆိုလို့ရှိရင်တော့လုံးဝမသိဘူးဘယ်သူမှမသိဘူးအခုလည်းအပြင်တော့ဟာဖြစ်တယ်ဟိုဘောနော်ပြန်ဆက်သီလာဆိုအခုနောက်ပိုင်းတော့နည်းနည်းပါးပါးသိလာပြီဘောနော်ညီမတို့လည်းပြန်ဆက်ဝန်ထမ်းဝန်ထမ်းပြန်ဆက်တော့မသိဘူး ပြန်ဆက်ဆိုဘလို့ယုံတဲ့ဘာညာပေါ့နော်သူများရဆိုအယုံကြီးဘလို့ဝင်တာလဲမကားမှုဘာညာပေါ့နော်အဲ့လိုပြောကြအဲ့မှာဝင်တော့ကြအဲ့မှာညီမတို့ဘာကြီးလောက်ရလဲဆိုတော့ရွာနေဆင်းရတယ်ဟိုရက်ွက်ဟိုပေါ့နော်ចောင်းနေမှာကလေးတွေဟောပြောပွဲတွေလောက်ရတယ်ဟိုမြို့နယ်စကြီးတိုင်းဆိုတာလူနည်းနည်းတိလာတာပေါ့နော်နောက်ပြီးတော့ဝင်ကြီးရတယ်ညီမတို့ကပြန်ဆက်ဝင်ကြီးရလဲဟိုဒေါက်တာဖေမြင့်ဟိုပြင်ကြား ပညာရေးဝန်ကြီးပေါ့နော်ဒေါက်တာဖေမြင့်ဒေါက်တာဖေမြင့်ဆိုတော့ဟိုလိုဟောပြောပွဲဆိုင်ရေးဆရာဆိုတော့နော်ဟောပြောပွဲလောက်ရတယ်ဆိုင်ရေးဆရာအသင်းနေနဲ့အဲ့လိုပေါ့နော်ဆွေးနွေးပွဲလောက်ရတယ်အဲ့လိုလောက်ရတယ်အာပြောခုအခုဆိုရသူတို့ကပြောမှာပေါ့နော်သူတို့ကဘာလို့ဆိုတော့ပြန်ဆက်ပြန်ကြားရေးဆိုတာသူတို့ရင်းနှောင်းကစစ်တလောက်ကစစ်တလောက်ကဆိုတော့အဲ့အဲ့ရလူတွေပဲရှိရပေါ့နော်ဂျုံမှာဒါပေမဲ့လိုလိုနောက်မှဝင်လာတဲ့အလိုဝိုင်းလက်ရှိပါတယ်ဝန်ထမ်းတွေလက်ရှိပါတယ် အဲ့မှာဆိုလို့ရှိရင်သူကအရင်တော့ဆိုရင်ငါတို့လောကအလုံးမရှိဘူးဟိုပါဘောနော်ဟိုဖုံးဆက်ပြီးတော့ခေါ်ခိုင်းလို့ရှိရင်တော့လောက်တယ်ခုမဆိုရင်တော့အိတ်နေရပဲဘောအလုံးမရှိဘူးဘောနော်အခုကျတော့ငင်းငင်းမနေရဘူးဟိုစနေတင်းငွေဆိုလဲအာခေါ်လို့ရှိရင်သွားရတယ်အဲ့လိုတင်းနေ UY ပါညာဆိုလို့ရှိရင်လည်းသွားရတယ်အဲ့လိုကြီးဘောနော်အဲ့လိုကကြုံခဲ့ရတယ်နောက်ပြီးတော့အခု2020ကြာတော့လေအဲ့လိုပဲအခုရေဟိုပါတီကကိုယ်စလဲတွေကိုယ်တိုင်မဲဆွဲစရာမလိုပြည်သူတွေကကိုကမဲဆွဲရတယ် မပြီးသူရွာကွာကိုကကားတွေငါဟိုညီမတို့ရွာဆိုလဲကားတွေကွာကိုငါငါပြီးတော့ညောင်ကြီးအဲ့လိုပေါ့နော်မြို့မြို့နယ်မှာပတ်ပတ်ပြီးတော့အဲ့လိုမဲဆွဲခဲ့ရပါဘောနော်အဲ့ဟိုကဆိုလဲဟိုညီမတို့အဲ့ညီမနေရရက်ွက်ဆိုလဲညီမညီမတို့ကရွာနဲ့မြို့နယ်ကဝေးရောက်ကြမြို့မှာပဲနေရမြို့ဝိုင်းနေပြီးရက်ွက်အဲ့ရက်ွက်မှာအဲ့ရက်ွက်ဆိုလဲအဲ့လိုပဲကွာကိုကားတွေငါဟိုဘလို့ရွာတွေကိုလိုက်ပြီးတော့မဲဆွဲအပြီးတော့ပြန်လာလို့ရှိရင်ညမှာကကြအဲ့လိုရမရမ်းပြောစရာကြီးပေါ့နော် အယုံဆိုလည်းအဲ့လိုပဲယုံနဲ့သွားရေဆိုယုံကဟိုဘယ်လိုပြောရမလဲညီမတို့ကဘယ်နှယောက်မှမရှိညီမတို့ယုံကလည်း၄၅ယောက်လောက်ပဲရှိရမတဝက်ကဟိုဘာမှဒီဘက်ဟိုဘက်တဝက်ကဟိုဘက်အဲ့လိုဖြစ်နေတော့အဲ့ဆိုလို့ရှိရင်လည်းဒါကြီးဆိုလို့ယုံရှိမှဆိုလည်းဟိုကားတွေပေါ့နော်အန်န်ဒီအဲ့ကြီးမဲဆော်ရဲ့ကားရဲရဲနေနေရပဲအဲ့ပြည်သူတွေအဲ့ကြီးရွက်ွက်တွေပေါ့နော်စုပြီးရလဲကြတာအဲ့ဆိုလို့အဲ့လိုပဲအာသူတို့ဆိုအာသူတို့ကတခြင်းလည်းမရှိဘူးပေါ့နော်အဲဟိုဖွဲ့ကတခြင်းနေရှိရဲ့ဘာညာအဲ့လိုကြီးပေါ့နော် မဲတဲ့ရော်ရလာကိုရဲ့ဒီလောက်ဘယ်လိုပြောမလို့တမျိုးလုံးတနယ်တုံးကတတော့ထဲ့ထားအောင်နော်ဒီကိုမဲဆွဲပြီးကြတော့ရဲနေနေအောင်မဲဆွဲပြီးတော့ထဲ့ထားတယ်အောင်စားကိုမဲပြီးတော့ကြလဲဘယ်လိုပြောမလဲညီမတို့ဦးစီးကိုတိုင်းကိုအဲ့မိုင်မဲရုံးမှာသွားပြီးကြသူ့မှာအကုန်လုံးနေရောညာနေမိန်ညာမိန်သွားလုံနေရသွားလုံနေရအဲ့လေသူတို့သိရနော်ဒီလောက်ရဲရဲနေပြီးထဲ့တာအောင်အဆုံးပါကြတော့သူတို့ကမဲလိန်လဲဆိုပြီးတော့ဘယ်လိုပြောမလဲ မဲလိန်လဲဆိုပြီးအဲ့လိုခေါင်းစီရင်တက်လိုက်တာမဲလိန်နဲ့မလိန်နဲ့ကမလိန်နဲ့ကကိုရဲဘာလို့ပြောဆန္ဒဟိုဘောမဲဆိုရဲကာလာတွေကတိတာတယ်ဘာလို့လဲဆိုတော့သူတို့အစိမ်းဆိုတာနည်းနည်းလေအနီးရေအနီးရေရဲရဲတောင်းနေအဲ့လိုအဲ့လိုကြီးဆိုတာမတရားဘူးနော်အဲ့လိုကြီးဖြစ်သွားတာအဲ့ခါကျလို့ညီမဆိုအဲ့မှာရုံးပရဲဆိုစနစ်တန်ကိုရုံးပရဲဆိုတော့ရွာပြန်တာရွာပြန်ပြီးတော့အဲ့မှာဘောနော်မနေ့စောဆိုလဲဟိုလိုင်းနေပြက်သွားလိုင်းနေပြက်သွားကြတော့ ဘယ်လိုလဲဘောနော line နေလဲပြက်သွားပြီဘာဖြစ်လို့လဲမသိဘူးကိုရဲ့ဘာမှမသိသေးဘူးအဲ့နဲ့ယုံသွားမယ်ဘောနော်ယုံပြန်တော့မယ်ဆိုပြီးတော့ cycle ဘောတက်တဲ့အချိန်မှာအဲ့ယွာဘောနော်ရောင်းချောင်းဆရာတော်ကဗီဒီယိုနဲ့လို့မိုင်းနဲ့ဖွင့်ထားဆိုတော့အဲ့လိုဘောနော်အနာသင်ဝါဖြစ်တယ်မဲဟိုမှာမပန်းမှမဖြစ်တော့အနာသိမ့်လိုက်ပြီးပါညာဆိုတော့မယုံနိုင်ဘူးကိုရဲ့သူများရဲ့လူကြီးရဲ့ပြောကြရလေအဲ့ဒီဒီဆင်းအနာသိမ့်တဲ့ကောင်ကဘလို့ဖြစ်တယ် ဟိုဆန္ဒပြရေးပါညကိုရမိတော့မမိခဲ့ဘူးဒါပေမဲ့ကိုရင်တားခဲ့ပေါ့နော်အဲ့လိုကြီးပြန်ဖြစ်မာတာပေါ့နော်အဲ့လိုကြီးပြန်ဖြစ်တော့မယ်ထင်တယ်ပေါ့နော်ကိုစိတ်တက်မှလေးမယုံနိုင်ဘူးမဖြစ်ပါစေနဲ့မဖြစ်ပါစေနဲ့တလန်းလုံးလောက်ကိုမြိတ်နေတယ်တလန်းလုံးအဲ့လိုဖြစ်လာအဲ့လိုဖြစ်လာပြီးရုံးရတော့ကြာလဲအဲ့လိုပဲသူတို့ကတော့ဟိုခိုးဘက်ကဖွဲရတော့ပျော်တာပေါ့နော်သူတို့ဟိုဖြစ်ဟမ်မကိုရသူတို့ကိုယ်တိုင်သိရမဲလိမ့်နိုင်မလိမ့်နိုင်မဲဟိုဟာမလိမ့်နိုင်လိမ့်နိုင်သူတို့ကိုယ်တိုင်သိရသူတို့ကိုယ်တိုင်စစ်ခဲ့ရအောင်အောက်စာကိုအဲ့လိုပြောရတယ် မတင်တတ်ဘူးရုံးမှာဆိုအဲ့လိုသူတို့ကဘောနော်အဲ့ဟိုဦးလေးတယောက်ဆိုလို့ရှင်သူကဘယ်လိုလဲဆိုတော့အရင်တော့ရတဲ့ဟိုစစ်ပနန်းနဲ့တဲ့ခေါင်းမနင်းတာပေါ့အခုဆိုလို့ရှင်ဒါဒီလိုကိုနင်းချေပြမှာဆိုချက်ထောင်းနိုင်ကိုလောက်ပြရသည်လားတော်သားထွက်တာလေးဒါပေမဲ့ကိုကတယောက်တည်းဆိုတော့ဘာမဖြစ်ဘူးမပြောလဲမပြောဘူးကွနော်ဒီတိုင်းမနေတယ်သူတို့ကတော့ကိုအဲ့လိုမထင်ဘူးဘာလို့လဲဆိုတော့ကိုရဲ့အမျိုးသားစနစ်ကဆိုတော့လေအဲ့လိုမထင်ဘူးသူကအဲ့ကြတော့အိမ်မြန်ရောက်ပြီဆိုလို့ရှင်အိုင်ဆီယာမနဲ့လေအဲ့ ဟိုညီမနေရဲ့အိမ်ကဆရာမနဲ့ပြောတယ်ဆရာမရေအဲ့လိုအဲ့လိုပဲသမီးကလေမနေကျွန်တော်ဘူးအဲ့ဂျုံကြီးကမလိုက်ချင်မတက်ချင်တော့ဘူးကောနော်ဒါပေမဲ့ကိုမျိုးသားဆက်တက်ကဆိုတော့ကိုကအဲ့လိုစတီယံလုံးလိုက်ပြန်လဲကိုမျိုးသားထိမလားဘောနော်အဲ့လေတွေးတွေးအဲ့ဟိုနှိမ်နှင်းတာအမောဆန္ဒပြတွေးတနက်နေ့ပြစ်တာနှိမ်နှင်းတာဟိုလိုဟိုပါဘောနော်ဒဏ်ရာရရတွေတေဃာတွေတူရောကြလေကိုကိုကိုဘယ်လိုပြောမလဲတာဝန်မကျေစုံကြီးခံစားရရကွယ်နော်အဲ့ဆိုလို့ရှင်ညီမအမျိုးသားလည်းလမ်းပြီးရန်နေတွေး နင်းကြောင်ငါမလောက်ရတာနင်းကြောင်ငါဒီသူဝဲမပါရတာအဲ့လိုပေါ့နော်အဲ့လိုရသူလည်းလောက်ချင်လောက်ပေါ့ပဆိုင်ပေါ့နော်ကိုယ့်အကူပါဖြစ်တာပဲပေါ့နော်အဲ့နဲ့နောက်ဟိုလကုံ၃လ၃လပိုင်းတရက်နေကြတော့တော်ပြီငါမလောက်ချင်တော့ဘူးမသွားချင်တော့ဘူးဆိုပြီးငါဖြစ်လိုက်တာအော်ဆရာဦးစီးရဲ့သမီးအောင်စီလံလွတ်လိုက်မယ်မလာတော့ဘူးဆိုပြီးလွတ်တယ်ညီမတို့အဲ့ညီမတို့ကမြို့နယ်ရောခရိုင်ရောကဦးစီးဦးစီးမှုပေါ့နော်ဦးစီးမှုကလည်းသူ့ရဲ့လိုရဲ့ သူစီရင်လုပ်မယ်ဆိုပြီးတော့သူဆန္ဒပြပွဲလိုက်တယ်ဒါပေမဲ့သူကဟိုဟာဖြစ်လာသူရဲ့မင်းသူအမျိုးသမီးရဲ့ဟိုဘယ်လိုပြောသူအမျိုးသမီးဘက်ကရေသူ့ကိုဘယ်တော့ဟိုဘယ်လိုပြောမလဲဟိုဟာဖြစ်တာရေဖိနေတာရေပိုင်ပါမှာပေါ့နော်သူပြန်ဝင်တယ်ပြန်ဝင်ပြီးတော့ဦးစီးရေဟိုရေဦးစီးရေသမီးကအဲ့လိုလုပ်တော့မယ်ဆိုသမီးရေတဲ့သူဟိုရတဲ့ဦးစီးရေအားပေးတယ်တဲ့ဦးစီးကိုလည်းမလုပ်တဲ့အတွက်တဲ့ဦးစီးရေတောင်းပန်တယ်ပေါ့ခွင့်လွှတ်ပါတဲ့သူ့ကိုတဲ့သူမလုံနိုင်လို့ပေါ့နော်အဲ့လိုပြောတယ် 1990လောက်ကလည်းမတရားမှုဒီ2020လောက်လည်းမတရားမှုတိတိနဲ့ကိုရီးယားခံနေရတာနော်အဲ့လိုအဲ့ကကြောင့်ပဲညီမတို့ကပြည်သူ့ဘက်ကိုရက်တည်မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တာပေါ့ဟုတ်ကဲ့2000ဟို2010ပေါ့နော်2010တုန်းကတော့အဲ့လိုပေါ့နော်ဟို NLD ပါတီလည်းမရှိဘူးသူတို့က အန်မိခိုင်မျိုးတစ်ခုပဲတိပြင်းပါတီရေဆိုတာလည်းပါတီသေးလေးတွေလေပါတီသေးလေးဆိုတော့သူတို့ပဲအင်အားကြီးရယ်သူတို့ပဲအင်အားကြီးရောရွာမှာလာွာဖြစ်တယ်အာသူတို့ပါတီထည့်အမယ်ဟိုဟာဆိုတော့ကိုယ်လည်းရွေးစရာပါတီမရှိဘူးလေနော်အဲကြောင့်ဒီပါတီပဲထည့်ဒီပါတီပဲအချင်းသေးမှမယ်ဟိုဟာအမှန်ချစ်ခဲ့ပါညာဆိုအဲ့လိုချစ်တယ်အဲရွာတောင်မှအဲမိခိုင်မျိုးရွာဆိုပြီးတော့နံပါတ်တန်းရောသူကအဲ့လိုစိုင်းဖို့ထောင်ရတာ ပြေခံပြိုးပြေခံပြိုးရွာပေါ့နော်ပြေခံရွေးခွင့်ပြိုးတွက်တဲ့ရေဟိုကိုနာမည်ကိုရွာနာမည်အောက်ကပေါ့နော်အဲ့လိုအဲ့လိုဖြည့်ရတာအခုဟို NLD လက်ထက်ကြတော့ကိုရွာကိုပဲကိုရွာနာမည်ပဲကိုကကိုချိတ်ယုံမယ်လေနော်ပြိုးပြေခံပြိုးလည်းချိတ်စရာမလိုဘူးဗာလည်းမလိုဘူးအဲ့လိုဟုတ်ကဲ့ဒီသူတို့မနိုင်လို့မနိုင်လို့ဆိုပြီးတော့ဒီအဖွဲကိုတိမ့်တိမ့်ပြီသူတို့အဲ့အဖွဲကြီးမရှိကြကြမှာသူတို့နိုင်မယ်ဆိုတော့ကြီးပဲကြမ်းတယ်အဲ့အဖွဲကိုထောင်ထဲထည့်ပြီးတော့သူတို့ပဲရှိရဲသူတို့ပဲဟိုဖြစ်တယ် ကဲတော့ကိုရလူလို့မှသိမ့်ပြီးရနော်ဒီတိုင်းသိမ့်လိုက်တော့လေနော်ဘာလို့ရွေးကောက်ပွဲလုပ်နေမှာလဲသူတို့နိုင်ပြီးပြီလေရွေးကောက်ပွဲလုပ်တယ်သူတို့ရဲ့နိုင်မှာပဲသူတို့ပဲရှိရပဲလို့နော်အဲ့အဲ့လိုမြင်တယ်ဘာလို့ဆိုတော့လုံးနေသူတို့တရားဝင်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 လို့ချင်လို့ရှင်တရားဝင်ရှင်ပြိုင်နေတရားဝင်ရှင်ပြိုင်နေတဲ့အချိန်မှာသူတို့ရှုံးခဲ့ရတဲ့အတွက်ဘာလို့လို့တရားဝင်လို့ချင်နေရလဲပေါ့နော်အဲ့လိုမှပြောချင်ပါလားပြီးသူဆိုတော့လွတ်လွတ်လပ်လပ်ဟိုသွားလာပိုင်ခွင့်ရှိရဲ့ဘာလို့ပြောမလို့ဟိုအကြောက်တရားမရှိ ဲ့လိုပုံစံမျိုးပဲလုပ်ခြင်းနဲ့နိုင်ငံတော်ကျွန်တော်တို့ကို NLD လက်ထံတော်ဆိုလို့ရှိရင်ကိုရီပြောပြောလို့ဆိုလို့ရှိရရုံထဲမှာကိုညီမတို့နော်သူတို့အဲ့ဟိုဘယ်နော်ကျန်းမာရေးဖွဲ့နဲ့ဟိုဘဖွဲ့နဲ့နှစ်မျိုးအဲ့လိုပုံတော့ဘယ်လိုပြောမလဲသူတို့ရဲ့ဆွေမျိုးသားချင်းတွေပါညာရှိရလေရုံထဲမှာအဲ့ရှိပြီဆိုလို့ရှိရင်ညီမတို့အပြန်အလှန်ဟိုဘယ်လိုပြောမလဲငင်းခုံအာဒီဟာကောင်းတယ်ဒီဟာမကောင်းဘူးအဲ့ပါတီနှစ်ခုကိုလေငင်းခုံပြီးတော့ငင်းပုံပိုင်ခွင့်ရှိရကိုရဲ့ အခုခေအခုမှသူတို့ရုံးနှမ်းမှာအဲ့လိုငင်းမှန်လို့ရှင်သူတို့ဘယ်လိုပြောမလဲဖမ်းမှာပဲလိမ့်နော်ဘယ်လိုငင်းပိုင်ခွင့်မရှိဘူးလွတ်လွတ်လပ်လပ်ပြောပိုင်ခွင့်မရှိဘူးပေါ့နော်အဲ့လိုဟောပါဖြစ်ပါတယ်အခါကြောင့်ညီမတို့လူချင်တာကတော့အဲ့လိုဖွံ့ဖြိုးတိုးတက်တဲ့မြန်မာနိုင်ငံပေါ့လွတ်လွတ်လပ်လပ်အဲ့လိုပြောဆိုကံပိုင်ခွင့်ရှိရဲ့နိုင်ငံတစ်ခုဖြစ်စေချင်တာပေါ့ဟုတ်ကဲ့ရုံးကြည့်ကြရဆိုတော့ကိုရဲ့ဘယ်လိုပြောမလဲအခုက လူတန်းကအာသက်တရောပါဝင်နေပါဝင်နေတဲ့အတွက်ကြောင့်တနည်းနေရောအောင်မြင်မယ်လို့ယုံကြည်ရပေါ့နော်ဘာလို့လဲဆိုတော့ကိုရီခံခဲ့ရတယ်လေခွေ1990ရောခုခေတ်ကွာဆိုတာနိုင်ရဲ့သားနဲ့မတရားလုပ်တာဆိုတော့လေဟိုဟိုပြည်သူရလည်းခုခေတ်မှာအလျှော်မပေးလောက်ဘူးလို့ထင်တော့မနော်ကိုရီလည်းအလျှော်မပေးဘူးပေါ့အဲကြောင့်ပြည်သူရလည်းအလျှော်မပေးလောက်ဘူးအခါကျတော့ကိုရီတနည်းနေရောနိုင်မယ်လို့ကိုယုံကြည်ရပေါ့နော်ဟုတ်ကဲ့